တိုင်းပြည်နဲ့လူမျိုးဘာသာသာသနာအတွက်ငါရဲ့ပေးဆပ်မှုတွေဟာပြီးမြောက်ခဲ့ပြီငါဘယ်သွားရမလဲအဲ့ဒီလိုခွန်ကြီးတို့နှလုံးသွင်းနေတဲ့အချိန်မှာပဲညောင်မယိုင်တိုးရဆရာကြီးတော်ကြီးကိုရိတ်ခနဲ့ခွန်ကြီးတို့တွေ့လိုက်တာတရက်တရက်သုံးရက်ရန်ကင်းတောင်တော်ပေါ်မှာမနောရထပူရဏီလို့ အမိတော်ဖြင့်ပူဇော်ထားတဲ့ဇေဒီတော်ကြီးဘုန်းကြီးတို့တည်ဆောက်ခဲ့တာ16နှစ်အဆုံးလပြည့်ကပြည့်ပါတယ်ဇေဒီတော်ကြီးအားလုံးကိုပြည့်စည်အောင်အကောင်းဆုံးဘုန်းကြီးတို့ကြိုးစားပြီးတော့ဆောင်ရွက်ခဲ့တာဘာကြီးပဲချက်လဲသွားတဲ့ငါကြောင့်သိပစ္စည်းလေးပါဇာဝတ်နေကြီးကျမ်းပါကြီးလိုအပ်ပစ္စည်းတွေထောက်ပံ့ လူရခဲ့ကြတဲ့ဂျေဇူးရှိသောဂျေဇူးချင်းတကားရကမာများရဲ့ဂျေဇူးတွေကိုလည်းငါဆပ်ပါ၏ဘိဇဝကနာမစင်ခြင်းဩရိတမေတ္တာမပွားမိခဲ့တတိချွတ်ချောလို့မေလျော်လို့အပြစ်တွေဖြစ်ခဲ့ရင်လဲကျွေးတွေဆပ်ပါ၏လို့ ဘုန်းကြီးတို့ဒီယူရချက်နဲ့ဇေဒီတော်ကြီးတည်ခဲ့တာပြီးမြောက်လို့ကိုင်းငတ်တော်ဝန်တော့ပြီးပြီပြီးမြောက်တဲ့ဤဇေဒီတော်ကြီးစောင့်ရှောက်ကြမဲ့ပုဂ္ဂိုလ်တွေတောင်ပိုင်းဖြစ်ပြီးငတ်တော်ပိုင်းပြီးပြီမောက်လိုကမောက်လန်းလိုကလန်းကြိုက်သလိုလှုပ်ကြဘယ်သွားရမလဲအဲ့ဒီလိုနှလုံးသွင်းတဲ့အချိန်ဆရာကြီးကိုဘုန်းကြီးတို့အာယုံရသွားတယ် ီစတော်ကြီးပေါ်မှာဘုန်းကြီးတို့ဘယ်ဘက်လောက်လေးစားကြည်ညိုခဲ့ရသလဲလို့ဆိုတော့စတော်ကြီးတက်တော်ထင်ရှားရှိရင်မေမျိုးအဝင်းကြောက်တောင်ဇေဒီပေါ့စီနာမောင်ဇေဒီရဲ့အနောက်ဖက်ရောင်ဝင်းအိုင်တော်ရဆိုပြီးတော့စတော်ကြီးအဲ့ဒီမှာတရင်သုံးခေါင်းချခဲ့တဲ့နေရာပါ ညောင်မယံတော်ရတဲ့ကိုဘုန်းကြီးတို့တရားသုံးပွဲဟောဘူးတဲ့တရားပွဲကျင့်ပဖို့တပည့်သံဃာတွေတရားတကမတွေကလျှောက်ထားကြတော့တင်ပြလာတဲ့နာမည်ကြီးဘုန်းကြီးများစွာတဲကစတော်ကြီးကကြည့်ပြီးတော့ဘုန်းကြီးရဲ့ဘွယ်ရှိတဲ့နေရာလေးကိုလက်ညှိုးထောက်ပြီးတော့ဒီဘုန်းကြီးတပါးပဲပြဲ့ ဲ့ဒီလိုအမင်းရှိခဲ့တော့ဘုန်းကြီးတို့ရောက်ခဲ့ရရောက်တဲ့အချိန်ဆရာကြီးဥချပြီးတော့လက်အုပ်လေးချီးနေတဲ့အချိန်ဆရာကြီးကမေးတယ်ဘုန်းကြီးနေကောင်းကျမ်းပါရဲ့လားမမနေကောင်းကျမ်းပါပါတယ်ဘုရားလို့အဲ့ဒီချိန်ဆရာကြီးကမျက်တောင်မခတ်ဖဲနဲ့ဘုန်းကြီးကိုသေချာကြည့်ဘုန်းကြီးကလည်းဆရာကြီးကိုသေချာကြည့်တယ် အဲ့ဒီအချိန်ဘာထူးထူးခြားခြားတွေးကြရသလဲလို့ဆိုတော့ခန္ဓာတစ်ခုလုံးကတော့ဂယုမဆိုင်ဖဲနဲ့ပြစ်ပြီးတော့ပရိသတ်ရဲ့အလုတ်တွေလုတ်ခဲ့တာယုတ်လက္ခဏာအနေအားကောယာတိဥဒုတို့ရဲ့ဓာတ်နဲ့လောင်ကျွမ်းနေတယ်ဒါပေမဲ့မျက်လုံးက15နှစ်16နှစ်သားမျက်လုံးလို့ အားလုံးတန့်စင်ပြီးတော့ကြည်တောက်ဒါကိုသွားတွေ့လိုက်တော့ဟာဆရာကြီးဣဇ္ဇတကိစ္စပြီးပြီထင်တယ်မျက်လုံးလေးကကြည်တောက်ဣဇ္ဇတငြင်းချမ်းနေပြီပဲဣဇ္ဇတငြင်းချမ်းတော့ပုဂ္ဂိုလ်တို့ရဲ့လက္ခဏာပဲသူတော်ကောင်းကြီးပဲလို့ကိုမဝမ်းမြဝမ်းသာနဲ့ကူးချပြီးတော့ဆရာတော်ဘုရားတပည့်တော် ပလင်နောက်ကြနေလို့ခွင့်ပြုပါလို့ခွင့်တောင်းပြီးတော့ပလင်တက်လာတဲ့ဘောဗျာပလင်ရောက်လို့တမလင်ခွေထိုင်လိုက်ခါစီသေးဆရာကြီးကလည်းပဲတရားမန္တပြိဿဇာကနေပြီးတော့ပလင်နှံကြွလာဆရာကြီးမြင်တာနဲ့ပလင်မောကဆင်းလောက်ချီပြီးတော့ငါဘာများအပြည့်ရှိပါလိမ့်မလဲလို့ကိုဟာကိုလမ်းကြောက်မိတဲ့ပေါ့ အဲ့ဒါမှသရောကြီးကဗာမင်းရှိလဲဘုံကြီးတဲ့တပည့်တော်လဲတရားနာမယ်ဆိုတော့ဆရာတော်ပြင်မော်ကြွပါဗျာတပည့်တော်အောက်ကခေါ်ပါမယ်ဆိုတော့ဘယ်ဖြစ်မလဲတဲ့ဓမ္မအခါရဝဖြစ်မှာပေါ့ဗာဖြစ်မယ်ဒီအချက်ကသူတော်ကောင်းလက္ခဏာပဲဓမ္မအာဃာရဝဖြစ်ပါလိမ့်မယ်တဲ့ ဒီတော့ဘုန်းကြီးကဝါငယ်တပည့်တော်ကဝါကြီးဆိုတော့ထိုင်ရတာလည်းမဝတ်မရဖြစ်မယ်တဲ့ဒီတော့ဒီပလင်မျိုးပလင်တစ်လုံးယူခဲ့ဆိုတော့တခါတည်းကစီမံပြီးပလင်လျားနှစ်ခုထိပ်ပြီးချအဲ့ဒါမှဆောတော်ကြီးကပလင်ပေါ်တဲပြီးတော့ပစိဦးလေးတုတ်ဒူးနှစ်ဖက်ပေါ်လက်နှစ်ဖက်ထောက်လက်ကလေးနှစ်ခုဆုပ်ပြီးတော့နှစ်ခုတိုက်ပြီး ကိုင်းကိုင်းနေပရိသတ်ရေတရားနာသွားတာနှစ်နာရီကြုံလဲနှစ်နာရီဟောခဲ့ဟောရင်ဟောရင်ကနေဆရာကြီးစောင်းဆောင်ကြည့်တယ်တစ်ချက်မှမလှုပ်ဘူးငြိမ့်ဘာဖြစ်လို့ယုံငြိမ်လာလဲလို့မေးရင်စိတ်ငြိမ်လို့ဘာဖြစ်လို့စိတ်ငြိမ်လို့ပါတန်တိန်တရိယံတန္တမာနသံ tăng đến đời này in đời đời nhìn thấy đời sau ra tăng đã mang được tăng sinh nhìn mà nhìn nè sinh nhìn nó giống nhìn nè sinh mà nhìn nó là cô à tôn tạ sinh nhìn nhé oh, ồ sao rồi vậy ít sao em đã nhìn thấy này vậy လဲလဲပြီးကြီးတစ်ချက်ကလေးရွေးတာလှုပ်တာကိုတစ်ခါမှလဲကြည့်တဲ့အခိုင်မတွေ့မမြင်လဲရတော့သူတော်ကောင်းကြီးပဲဆရောဘာလို့တရားနာလေဘာလို့လဲညောင်ခွင်အိုင်တော့ရဆရောကြီးနော်ကျုပ်တိုင်းပြည်တရားလဲဟောတာနှစ်လေးဆိုကျော်90နိဗ္ဗာန်တခါမှအဲ့ဒီလက္ခဏာမျိုးမတွေ့ခဲ့ဘူးမကြုံခဲ့ဘူးဘူး ဓမ္မဂါရဝသိကြီးတော်မူတဲ့သတော်ပဲလို့ယင်တဲ့ကမှတ်မှတ်သားသားကိုကြည်ညိုခဲ့တာလေးစားခဲ့အဲ့ဒါပရင်ကဆင်းပြီးတော့ဥတိုက်ပြီးကိုဌာနာကိုပြန်နောက်တော့သတော်ကြီးခေါင်းချပြီလို့ဆိုတော့အရင်အရှိန်လေးနဲ့ရှိတဲ့ပုဂ္ဂိုလ်တွေကပြင့်လို့ဘုန်းကြီးတို့တစ်ခေါက်ရောက်ပြန်အဲ့ဒါမှာ၃ခေါက်ရောက်ခဲ့ရတဲ့ဌာနတစ်ခုမှာ ရင်ထဲမှာဆောဆွဲလန်းလန်းတည်ရှိခဲ့တဲ့ကြည်ညိုမှုတွေဟာအခုငါပဲသွားရမလဲလို့စဉ်းစားလိုက်တဲ့ချိန်ဘွားကလေးဆိုဆော်တော်ကြီးသွားပြီးမြင်လိုက်တာတိုက်ဆိုင်မှုပေါ့အောက်ပြေကိုသွားမလားထဲညာကိုသွားမလားသွားခဲ့ရင်လည်းပဲဌာနတွေဟာရန်သိမ်းဖြစ်နေတယ်အဲ့ဒီကြားတဲ့ကနေပြီးတော့ညောင်မြန်ဆော်တော်ကြီးဘွားကလေး တွေ့လိုက်မြင်လိုက်ရတော့ဩငါသွားရမှာညောင်ပင်အိမ်ပဲကိုလို့ဆိုပြီးတော့ညောင်ပင်အိမ်ကိုတက်သွားတာသွားလို့တဲ့နေရာကဟိုလာရှုအထွက်မှာအထုကန်တာရဲ့ဝဲဘက်မှာညောင်ပင်တထောင်ခရောကြီးကိုယ်တိုင်ထိုင်ပြီးတော့စီမံတိဆောက်သွားခဲ့တာအဲ့ဒီညောင်ဒေါ်တဲ့ကိုတပန်းဒီကြောင်ကလေးနဲ့ဆုံးခံစား လူမသိသူမသိနေကိုယ့်အလုပ်ကိုလုံးမယ်ပေါ့ဗျာအဲ့ဒီလိုစိတ်ကူးနဲ့တက်လာပြီးတော့ gain ညောင်မရင်တော့ရဝင်စုံစမ်းဦးမယ်လို့ဆိုတော့စုံစမ်းလိုက်တော့အဲ့ဒီညောင်ပင်တထောင်ကလည်းပဲဂောဘကနဲ့ဩဝါဒစရိယတို့အတင်းသိမ့်တို့ပါသွားပြီဆိုတော့ကြီးခေါင်းချပြီး6လလောက်နေတော့ အဲ့ဒါနဲ့ဘုန်းကြီးများကဆရော်ရဲ့ဘဲမှမကြွပါနဲ့ဒီမှာပဲသတင်းသုံးပါကျောင်းတကြီးကိုလှူဆိုလဲလှူပါမယ်ဟာဒီပြီးတော့ဒီလိုယူဖို့လာတာမဟုတ်ဘူးလို့လက်ခံဖို့လာတာလည်းမဟုတ်ဘူးဆရော်ကြီးပြုစုခဲ့တဲ့သာသနာလိုအပ်ချက်တွေရှိနေရင်တပည့်တော်စွန့်နိုင်သမျှပံ့ပိုးမယ်ဆရော်ကြီးရှိစဉ်တုန်းကပရိသတ်ကြီး ကိုလက်မှပတ်လေပေါ့ခွန်တပေလောက်အမြင့်ရှိတဲ့တိုင်ငါးတိုင်ထောင်ပြီးတော့လက်ရှိဆရာကြီးအနိကပြည့်စုံတဲ့တပည့်ကိုမင်းဓမ္မယုံကြည်ကြီးကြီးဆောက်ဗနထဆောက်မလဲနှစ်ထဆောက်မယ်ဗျာဖြည်းဖြည်းလုံးမင်းမပြီးရင်ပြီးအောင်လုံနိုင်တဲ့ဘုံကြီးတနေ့လာလိမ့်မယ်ဒါလို့မှားသွားတာ ။ဒါဦးစင်းကလည်းပဲတရားရ1000ရ1000ရတသိရရတာလေးနဲ့ဘိမှန်ကြီးစောက်ထားတာဘိမှန်ကလည်းသေးသေးမဟုတ်ဘူး။အလျားကပေ120အနန်က96ပေနဲ့ထအကြီးကြီး။အဲ့ဒါကြီးကိုခွန်ကြီးကမော့ကြည့်ပြီးတော့ငါတော့မလုံနိုင်ဘူး။ဦးစင်းတော်လိုက်တာ။ကိုယ်တော်စဉ်းစားရင်လောကမှာညော့ <laughs> အဲ့ဒါနဲ့ဘုန်းကြီးကပြောတော့ဥစဉ်ဘယ်လိုများလုပ်တာတော့ဒီပြီးတော့စွန့်လို့မဟုတ်ပါဘူးဗျာဆရာကြီးမေတ္တာခံယူပြီးတော့လုပ်တော့လူရပါတယ်ဒါပေမဲ့စုပြီးတော့လိုရတာပေါ့ဗျာတဲ့တခါတည်းလူလဲကျွေးတွေပတ်လည်နဲ့နောက်ဆုံးတော့လည်းပဲပေးနိုင်တဲ့အနေထားရောက်ပါပါတယ်တဲ့ဒီတော့လိုအပ်ချက်တွေရှိနေသေးတော့ gain ဒါဆိုရင်ဒီပြီးတော့ပံ့ပိုးမယ် နောက်သရော်ကြီးအဲ့ဒီဘုရားပေါ်မှာတက်နေတဲ့တက်လန်းရှိတယ်။အဲ့ဒီတက်လန်းဝဲရာမှာရှူသေးနဲ့ခြုံသေးနဲ့ရေတွေကျလာပြီဆိုတော့အဲ့ဒီကနေချောင်းကနေကျောင်းတိုက်တဲ့ကိုစီးပြီးမှဟိုအောက်စစ်တက်ကတူဘက်ဆင်းသွားတာ။ဒါလေးတွေကြည့်ပြီးတော့လိုအပ်ချက်တွေငါစောင့်ရှောက်မယ်ပူဇော်မယ်။ဝင်လိုက်တာနဲ့အေးချမ်းမှုတစ်ခုဟာဘုန်းကြီးတို့နှလုံးသားကိုထိသွားတယ် ဟာဒီထဲမှာဆရာကြီးသူတော်ကောင်းတတ်တည်ရှိနေတယ်ဆရာကြီးရဲ့မေတ္တာဓာတ်တွေမခန်းချောက်သေးဘူးသူတော်ကောင်းတတ်တည်ပြတ်နှံ့နေအဲ့ဒီလိုကျဉ်းနှံ့မှုလေးရပြီးတော့ဟိုဟိုဒီဒီလှဲ့ပြီးတော့ကျောင်းဘုန်းကြီးတွေလက်ဆွဲကြည့်နေတော့ခွေးရဲ့လက်ဘင်းပေါ်မှာကျောင်းကခေါင်းတင်ပြီးတော့အေးခွေးနဲ့ကျောင်းတဲ့လား အဲ့ဒီနမိတ်သွားတွေ့လိုက်တော့ဩဒီနေရာဟာငြင်းချမ်းသောနေရာရဲ့အမှတ်သားပဲငါဒီနေရာနေပြီးတော့ဆရာကြီးလောက်ခဲ့ခံခဲ့တဲ့လုပ်ငန်းတွေလိုအပ်ချက်တွေဖြည့်အောင်မှပဲဖြည့်လိုက်ရင်တော့ငါကုသိုလ်တော့ရမယ်မေတ္တာတတ်သူတော်ကောင်းတတ်တွေတော့ရမှာပဲလို့အဲ့ဒါနဲ့ဘုန်းကြီးများကိုခွင့်ပန်ပြီးတော့တပည့်တော်တော်ဝါလူကြီးတော်ဒီမှာဆုံးမယ် အာဂန္တုအဖြစ်ဖြစ်နေမယ်အာဝါသီကဖြစ်နေတပည့်တော်မနေလိုဘူးအေးရှင်ဘုရားတို့နေတာလောက်တာမကြိုက်လို့ပြန်လာပြည့်ရင်ညသကောင်တပည့်တော်မရှိစေရဘူးအဲ့တော့ဘုန်းကြီးများကလည်းပဲခြေချင်းနဲ့လှုပ်ပေးမှခြေနဲ့ထားဖို့အဲ့ဒီခြေနဲ့မှုတွေနဲ့ဘုန်းကြီးတို့ဆောင်ရွက်လာခဲ့တာဝါမဆိုခင် ဖရာအစီမူလပနဲ့ကြောက်တုတ်တွေပန်းပင်တွေအရောက်ပဲလို့လုံးချိန်ကတလားကျော်လေးပဲရှိတော့တယ်အဲ့ဒီမှာဘုန်းကြီးဘာအကူကြီးတောင်းရလဲဆိုတော့အဲ့ဒီရောက်တော်စီတီကြီးကိုစောင့်ကြနေတဲ့တောင်သောမောင်နှမရှိတယ်လို့ဒီလိုလေးသိလာရတော့ ဆရာကြီးကလည်းအမြဲတမ်းမေတ္တာပေးဝေတယ်ကုသိုလ်တွေဖိုးပါကပေးတယ်တောင်ဆောင်မောင်နှမကလည်းဆရာကြီးကိုလေးလေးကြည်စားကကြည်ညီညွညွနဲ့လိုအပ်တာတွေစောင့်ရှောက်တယ်လို့ဒီလိုသိတော့ gain တောင်ဆောင်မောင်နှမဆရာကြီးမေတ္တာနေလို့ခံယူခဲ့ရဆရာကြီးရဲ့ကုသိုလ်ဖိုးပါကတွေရခဲ့တယ်ဆိုရင်ဒီတောင်ကြီးကိုကျောက်တုပ်တွေအဆင့်ဆင့်ခံပြီးတော့ ပန်းပင်နေဆိုက်ရစတော်ကြီးရဲ့သူတော်ကောင်းတက်ကိုလည်းပူဇော်မယ်ဇေဒီတော်ကြီးကိုလည်းပူဇော်မယ်ဆိုပြီးတော့ဘုန်းကြီးတို့အဲ့ဒီလိုဆောက်တည်ပြီးတော့ဆောင်ရွက်လာခဲ့တာဝါဆိုလာပြီမပြီးရငါဝါမဆိုဘူးပြန်မယ်ဒီလိုလေးပြောလိုက်တာအဲ့ဒီဝါဆိုလာပြီပဲနောက်ဆုံးကြောက်တုတ်ပလင် အဲ့ဒီမှာပန်းတပင်စိုက်နိုင်တဲ့အခြေအနေတိပေါက်သွားတယ်။အင်းဟုတ်တယ်နဲ့တူတယ်ဟဲ့စိတ်သေးကနည်းနည်းယုံညက်သွားပြီ။အဲ့ဒီကနေပြီးတော့ဘုန်းကြီးကဓမ္မပိမှန်ကြီးဘုံနဲ့ဆင်းအပေါ်ဘုံပေါ်ဆုံးဘုံစတိပန်းနေတိုက်ရင်ဘယ်လောက်ဂုံမလဲ82သိန်းလောက်ဂုံပဲ။ဝါဆိုဥငါမြင်ခြင်းနဲ့ဝါဆိုတဲ့ချိန်တွေးခြင်းနဲ့ ဒါလည်းပြီးတာပဲအဲ့ဒါဘုန်းကြီးကတူမဲ့လို့စီမံနေတော့ဆရာတော်ဘယ်မလဲလို့သတင်းတွေစုံစမ်းပြီးလိုက်လာတဲ့ဓကမတွေကအဲ့ဒီအစီမံလေးတွေ့သွားတော့ဆရာတော်တပည့်တော်ဖလူမဲ့တပည့်တော်တို့ပေးပါဟဲ့ငါအညွန့်ကိုနင်တို့ခိုးမစားနဲ့ငါအညွန့်ကိုတက်ယူထားတာတပည့်တော်တို့ဟိုအထက်ကိုလည်းလူမယ်အောက်ကဟာတွေလည်းလူမယ် ီတော့အောက်ကအထက်ကတဲ့ပရိသတ်ရေ၃စားလောက်ကြီးတယ်ပပတ်လေအဲ့တော့အဲ့ဒါတွေလည်းလှူမယ်ဆိုတော့ပေးလိုက်ရတော့တာပေါ့အခုအဲ့ဒါတွေလည်းမကြခင်တတ်တော့မှာပါအဲ့ဒီမှာကြောင်းတန်ကားတွေသုံးနေတဲ့မီးကကြောင်းလေးတွေကြောင်းလေးတွေမှာမီးမြင့်ဆက်တင်နဲ့ဒေါ်ကြပြက်လိုက်ကြဒေါ်ကြပြင်လိုက်ကြဥစဉ် မေးပါဦး transform မှာမရနိုင်ဘူးလားမေးလိုက်တော့ရမယ်ကြရမယ်ဆိုရင်တက်ချင်တယ်စီမံပေးပါဝါဆိုပြီပေါ့ဆိုတော့ရုံးအဆင်ဆင်သွားရတဲ့လုပ်ငန်းဆိုတော့ကို transform မှာကြီးကတော့အကြောင်းလေးရောက်ပြီအဲ့တော့မီးချိတ်ခွန်းလည်းရောက်လာပြီပြီးပြီပြောကြပါစို့ရေကျွတ်မဟာပဝရဏပြုတ်အမိ ပြီးတာကိုငါမြင်ခြင်းနဲ့အဲ့ဒါနင်တို့တာဝန်ဘုန်းကြီးကဒီလိုတာဝန်လေးပေးလိုက်တယ်သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေရောက်အောင်သင်တို့ဆောင်ရွက်ရှေ့ကအလုံးလုံးဝမှာငါတာဝန်ဆိုလိုက်တော့လှုပ်ခဲ့တဲ့ကိစ္စကလေးတွေဟာအလွယ်ပြီးမြောက်လာတယ်လို့ဘုန်းကြီးတော်ဒီလိုပဲခံယူမိပါတယ်ဒီတော့လုပ်ငန်းကြီးဟာ၃လလောက်လိုရမယ်လုပ်ငန်းဟာ ဘုန်းကြီးတို့ပါရိသတ်တလနှစ်ရက်နဲ့အလုံးပြီးသွားတယ်။ဘုန်းကြီးတို့အံ့ဩသွားတယ်။ဒါမဖြစ်နိုင်ဘူး။ကျုပ်အလုံးလုံးနေတဲ့ဘုန်းကြီးပါ။ဒါမဖြစ်နိုင်ဘူးဒါပါလေ။အဲ့ဒီကျောင်းဆောက်ရှင်မှာနောက်ဆုံးအခန်းဖွဲ့မဲ့နေရာမှာလက်ရှင်ကပါနေတယ်။အဲ့ဒီနတ်ရှင်ကိုဘုန်းကြီးကကျောင်းဘုန်းကြီးကိုခေါ်ပြီးဦးစင်းဒီနတ်ရှင်ကိုတပည့်တော်ရွှေ့ပေးမယ်။ ဒီတော့နတ်စီရည်ညွတ်ပြီးစောက်ထားတဲ့နတ်တွေကဘယ်နတ်တွေတော့မေးလိုက်တော့တောင်းစောက်မောင်နှမပါဗျာဘယ်သူစောက်တာတော့ဟောက်စစ်တက်ကသူတဲကငါးတက်တိုက်လို့တော့ပြိုးပြူကြလို့ကုမ္ပဏီကသုံးခါလောက်ပြိုးကြရှုံးနေပေါ်တော့တညအိမ်မဲ့ပေးတယ်တဲ့ညောင်မွေရင်တော့ရသွားလိုက်ပါဆိုတော့မှညောင်မွေရင်တော့ရလာပြီးတော့အဲ့ဒါမှနတ်စင်ကလေးစောက်တာ နောက်ကျင်သောတော့မေမျိုးထုံးစံပေါ့ဗျာတိုင်လေးတတိုင်လေးနဲ့အပေါ်ကခိုးအိမ်လေးလိုနတ်စင်အဲ့ဒါကိုတယောက်သောမန္တလေးကပုဂ္ဂိုလ်ကရောက်လာပြီးတော့အဲ့ဒီနတ်ကိုပူဇော်ပသပြီးတော့သူဆူတောင်းသွားတာဆူတောင်းနေပြေးလို့တဲ့အောင်မြင်လို့ဆိုပြီးတော့အုံနဲ့အခန့်အခိုင်အခန့်နတ်စင်လောက်ထားတာအဲ့ဒါကြောင်းရဲ့နောက်ဆုံးခန်းထဲမှာဘာလို့ ဒါကိုဘုန်းကြီးအကြောင်းရောနတ်စင်ရောအဆင်ပြေအောင်ဖရာရောအဆင်ပြေအောင်နတ်စင်ကိုတည်ကြနေရပေးမယ်ရွှေ့ပေးပါလို့တောင်းမှပေးပါဆိုတော့ဥစဉ်ကတောင်းမှတော့ဘုန်းကြီးဖြက်ပြေးတယ်ဖြက်ပြေးလိုက်တော့ဘယ်ရောက်သွားသလဲဆိုမန္တလေးကိုသူကလာပြီးအိမ်မက်ပေးတာအိမ်မက်ပေးတော့အဲ့ဒီအိမ်မက်ရှင်ကဒီလိုအိမ်မက်မတယ်လို့ဆိုပြီးဘုန်းကြီးကိုရှောက်တော့ ဒီမှာရှိနေတဲ့အိမ်မက်ထဲကတွေးတာလဲဟာတတိယလက်ဖြစ်နေသည့်အတွက်ကြောင့်ဘုန်းကြီးတို့တပည့်တော်နတ်ရှင်ဆောက်ဖို့ပေးပါတဲ့တပည့်တော်သိန်း30လှူခဲ့မယ်ဆိုပြီးတော့သိန်း30လှူဖို့လောက်တော့ဘုန်းကြီးကဟဲ့မလို့အပ်ဘူးအလောက်ကြီးမကုန်ဘူးအခုဆောင်းနေတဲ့အကြောင်းကပိုလာတဲ့စတိဒီနဲ့ဆောက်ရင်ကိုဒီနတ်ရှင်လောက်ကတော့ပြီးတယ် တိတိတော့မလောက်ပါနဲ့ဖခင်သူကအဲ့တော့နတ်စင်နဲ့တူအောင်ဘုန်းကြီးကစတိတွေနဲ့အမိုးနဲ့လှုပ်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ကြီးအဲ့ဒီပြဿနာကြီးကိုနတ်စင်လဝါနဲ့ရိုက်ပြီးတော့ဒီပြဿနာနေတော့မောင်နှမဖြေရှင်းကြမဖြေရှင်းလို့ပြဿနာတက်လာရင်ငါဝါမဆိုဘူးပြန်မဲ့စမ်းကြည့်လိုက်တယ် ။နောက်နေ့နှစ်ချက်လောက်ကြတော့ဂောဘကအဖွဲ့အကုန်လုံးဆင်းလာ။တက်နေမြေဆိုတော့ဂောဘကထဲမှာဘုံမူကြီးတယောက်တယောက်အမြဲပါ။အဲ့ဒီဘုံမူကြီးဥဆောင်ပြီးတော့ဂောဘကတွေအကုန်လုံးဘုံကြီးရှိတဲ့လုပ်ငန်းခွင်နဲ့ရောက်လာ။အဲ့တော့လူကြီးတွေပါလာတော့နေရာလေးပြေးဖို့တောင်းဝန်ရှိတာနဲ့တိန်နဲ့ဘုံရဝင်ထိုင်ပြီးအဲ့ခါနဲ့ပေါ့အဲ့ဒီအဲ့ခါနဲ့နေရာမှာ ဒကာကြီးများလို့ဘုန်းကြီးအဒီဌာနဒီဒေသရဲ့အခြေအနေကိုဘာတခုမှကြုတ်ဈေးစင်ငါးကသိရတာမဟုတ်ဘူးယုတ်လောက်တာမှားတယ်ဆိုရင်လည်းဒကာကြီးတို့ပြောပြင်ရမယ်ဆိုရင်လည်းဒကာကြီးတို့ပြော မလုံ့ဝင်ပါဘူးဆိုရင်လည်းဒကာကြီးတို့ပြောဖြည့်ရမယ်ဆိုရင်လည်းပြောဘုန်းကြီးရဲ့ယူရချက်ကတော့လုတ်ပြီးသားတွေ ကျောင်းထဲမှာဆိုင်ဖះမြေထဲမှာပါလို့ဆိုဖះလှူပါဤဆောက်ဦးတွေမဟုတ်ဘူးပန်းကုံတွေရွှေကျင်မှာလုတ်ခဲ့တယ်ရေကန်ကြီးလည်းပါတယ်ဒီရေကန်ကြီးကကျောင်းထဲလည်းတော့ဖះလည်းတင်မယ်ပေါ့လိုအပ်ရင်ဖြည့်မယ်ဒါကြောင့်ဖြည့်ရမယ်ဆိုရင်လည်းဖြည့်လို့ရသေးတယ်လှုပ်ထားတာမကြသေးဘူးခွာရင်အကောင်းရအောင်ပဲ အဲ့ဒီလိုခေါင်းကြီးကပြောနေတဲ့အချိန်ဟိုးတုန်းကဒကာကြီးဒကမာကြီးတွေပင့်လို့မင်းကဆရောနဲ့ဒီတကူဆရောတို့မူရာဆရောတို့ဝိဇန္ဒာဆရောတို့ခေါင်းကြီးတို့ပင့်လို့ကြောက်ကငယ်ဆုံးအဲ့ဒီဒကာကြီးဒကမာကြီးတွေအိမ်ရောက်ခဲ့ချိန်တုန်းကသုံးလက်နဲ့သားကလေးကခဏိမေမျိုးမှာဘုံချုပ်ကြီးဖြစ်နေတယ်အဲ့ဒါသူကလည်းပဲဆရာတော်ရောက်နေလို့ဆိုရောက်လာတဲ့ချိန် ဆရာတော်တပည့်တော်ဘသူပါဖျားလို့လျှောက်တော့ဟိုလူတွေတည်းကြီးတာကိုဗျဟုတ်ပြီလားအဲ့တော့ဘုန်းကြီးကပြောတယ်လူအုပ်ကြီးနဲ့ထန်ဟောတာကောပကပဲလို့အကြောင်းကတော့ဖျားမြေကြောင်းမြေမဖြစ်ဘူးအကြောင်းမြေဖျားမြေမဖြစ်ဘူးတမ်းမြင်ညီနိုင်တာပေါ့ကွာဆိုတော့အဲ့ဒါနဲ့သူကမေးတယ်မေးတဲ့အခါကျတော့ နောက်ဆုံးဖြည့်စုံဖြည့်ယုံပဲလို့ဖြည့်မဲ့သာလူဆိုရင်လည်းကြောင်းဖုန်ကြီးလှူလိုက်တော့ယောဂသူလိုပြောလိုက်တာဆရာတော်သဘောပါဗျာတဲ့တပည့်တို့ဘာမှဒီထဲမှာကန့်ကွက်ဆရာမရှိပါဘူးလို့ဆိုတော့အဲ့ဒါမှာဘုရားတောင်းဝရှိတဲ့ခောပကခေါင်းဆောင်ဘုဘူးကြီးကဆရာတော်ဗျာဆရာတော်ရဲ့အကြောင်းတွေ ဒီပြည့်တို့သိပါတယ်။ညဆက်ကြကိုလည်းရောက်ပြီတော့ဒီပြည့်တို့လူခဲ့ပြီ။ဟုတ်ပြီ။ကဲဒီကိစ္စကျုပ်ွက်လည်းမလိုက်နဲ့။ခင်ဗျားတို့ကျုပ်မျက်နှာမထောင်းနဲ့ဆုံးဖြတ်သိရနာကိုဆုံးဖြတ်ဆိုတော့ပါလျှောက်ဆရာတော်တဲ့ဖျားမိလေးတာနည်းနည်းမိတ်သတ်မှပြီးသွားပါ။ဟုတ်ဒါပြခင်ဗျားတို့ကနည်းနည်းမိတ်မသတ်မှရသေးဘူးလားလို့ မစမ်းမရသေးဘူးခိုင်းတာဆိုရင်ကောင်းပြီနယ်နမိတ်ကျို့လို့သတ်မှတ်ပေးခဲ့မယ်ထိုက်တဲ့တန်တန်နယ်နမိတ်သတ်မှတ်မယ်ဆိုပြီးတော့လုပ်ရမယ့်လုပ်ငန်းတွေဆရာတော်ကြိုက်တယ်လို့စီမံပါလို့ဆိုတော့သူတို့လည်းပြန်သွားတယ်အင်းဟိုမောင်နှမလှုပ်လိုက်ပြီထင်တယ်ဟုတ်ပြီလားဟုတ်ပြီထင်တယ် ဇာကြီးရဲ့ငါးတော်ယုံလာပြီဟုတ်ပြီလားညတိုင်းမေတ္တာတွေပို့လို့အမြတ်တမ်းတွေပေးဝေလို့အဲ့ဒါမှဘုန်းကြီးကဗာပြောတယ်ငါဘီသူမှနှုတ်ဖွင့်ရအလှခံပြီးလောရတာမဖြစ်ပါစေနဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေခေါ်အဲ့ဒါနေလို့တာဝအလုံးလုတ်ကိုရငါတာဝတရင်ကျော်မပြီးရင်ပြန်မယ်ဒါပဲ ဒီတော့ကိစ္စကပြီးပြီးလာတယ်လိုအပ်တဲ့ပို့ပြီးတော့မြန်းလာနောက်ဘက်ကလူမဲ့ပုဂ္ဂိုလ်ကလည်းပဲဘုန်းကြီးတို့ပြိဿကြီးပြောရရင်မလိုတော့ဘူးလို့တော့ဘုန်းကြီးဒီလိုပြောချင်တာဒီလိုနော်လိုထာချက်ကိုပို့လာလို့ဦးစင်ရဲ့ဓမ္မကြီးလည်းကြောက်ပြားလေးတစ်ချက်ပဲရရပြေးလိုက်ပါအဲ့ဒီကြောက်ပြားခင်းတာကိုလည်းပဲနတ်သားကြီးတပည့်တော်တို့တယောက်တည်းခင်းမှားသလိုတော့မရဘူး ငါနားလာတဲ့တရားတော်မှာဆရာကြီးမေတ္တာတသူတော်ကောင်းတတ်တည်ရဖို့အလှလေးတော့ပါဝင်နေအောင်ပေးချာဒါတွေဘုန်းကြီးကတော့မကင်ဘူးဘုန်းကြီးရှိအလုံးလုံးတာကဲလူဆရာကြီးဦးစင်စီသွားဦးစင်မွဲဒီထဲမှာဆရာကြီးရဲ့မေတ္တာတသူတော်ကောင်းတတ်တည်ရှိနေတယ်အဲ့ဒါလေးတော့ခံယူကြဆိုပြီးတော့ဘုန်းကြီးတို့အလုံးလုံးလာခဲ့တော့ခဏိပဲဆရာတော်တစ်ပါးကကြွလာပြီးတော့ ဘာတွေဘယ်လိုလုပ်လို့ဒီလောက်ကြီးမြန်လာလဲကိုတော့ဘာစွမ်းနေရှိလဲပြီးတော့ဘာစွမ်းမှာမရှိဘူးရှင်ပြားတို့မေမျိုးမှာကြောက်တော်မော်လမဆိုတာကြားဘူးဟာနာမည်ကြီးပေါ့ဗျာသိထက်တာလေမရလက်ဆွတ်တက်လို့မရဘူးဗျနော်ရှစ်သူလက်ဆွတ်တက်လို့မရဘူးဗျတောင်းပေါ်မှာသာပြောမရပြောပြောလို့မရဘူးဗျ အမတန်စွန့်ထက်တယ်တကိုးကြီးတယ်တပည့်တော်တော့သူတို့ခိုင်းတာပဲခိုင်းလို့ရသလားမေးပြရောတော်ကြာနတ်ဘုန်းကြီးပြန်มาလဲကြောက်ရသေးတယ်နော်ကိုတော့ကတော်ဝဲတွေပါတော့မပေးပါဘူးဗျာလားလာပေးကြတယ်ဘုန်းကြီးရဲ့ကတော်ဝဲကိုမကျိုးဘူးဟောပယံနေအလုသမားတွေ50လောက် ငါပြောသည်ကတော့နေတိုင်းစားနေရတာပဲဟုတ်ပြီလားအဲ့တော့တပည့်တော်ပြောချင်တာကတော့ဆရာတော်လို့လူတရက်လက်တရက်ဆိုတာကြားဘူးလားဟာကြားဘူးလားဗောတွေ့ဘူးလားမတွေ့ဘူးမတွေ့ဘူးရင်အဲ့ကြောက်ထုတ်ကြည့်ရတာကြည့်တော့အေးတပည့်တော်တကိုးကြည့်တာမဟုတ်ဘူးလို့မမြင်အပ်တဲ့အရာတွေရဲ့ပံ့ပိုးမှုတွေ လူတရေဖရာတော်ကလည်းပဲနောက်ဆုံးနှစ်နှစ်မှာလူတရေနတ်တရေဆိုတာဘုန်းကြီးတို့ခံယူခဲ့တယ်။ညောင်ဘုရန်ရောက်တော့ပိုးပြီးတော့ရှင်းသွားတယ်။ဟုတ်ပြီတကယ်လို့ရင်တကယ်ကူညီတယ်။ဟုတ်ပြီလား။ဘုန်းကြီးကနတ်ကိုကြောက်ရပါလားနတ်ကဘုန်းကြီးကြောက်ရပါလားကြောက်အောင်နေ ဟုတ်ပြီလားနတ်ကိုဘုန်းကြီးရပူဇော်ရမှာလားဘုန်းကြီးရနတ်နတ်ကဘုန်းကြီးပူဇော်ရမှာလားဘဇဝပူဇော်ခံလေဘုရားပူဇော်ခံပါဘုရားဒါဆိုရင်နတ်ပူဇော်ခံနိုင်အောင်အလုပ်လုပ်ဒါပဲနော်သာသနာတော်ရဲ့မြတ်သာသနာသမိုင်းမှာသမိုင်းတင်ခံခဲ့ရတဲ့ဆရာကြီးတွေရှိတယ်နော် ဘောတော်ကသီလုံးစရောတို့တောင်ဝီလာစရောတို့ဒီနောက်ပြောကြပါစို့ဗျာအနိကဝေဘူးစရောတို့မဟာစီစရောတို့ဒီလိုမို့လားဗျာတောင်ဝုလူစရောတို့သေင်းကူတို့မိုးခုတ်တို့ညောင်ပင်အိုင်တောရဆိုပြီးတော့တောရကလေးနဲ့တခစ်တခါနမတလုံးသာသနာမှာသင်ရှားခဲ့တာပဲဟုတ်လား ေးမြတ်မသာသနာမှာနာမည်မြတ်မစလုံးနဲ့မြတ်မနာမည်နဲ့ထင်ရှားခဲ့တဲ့ဆရာတော်ဘာရဲ့တမိုင်းဟာကြီးတယ်သာဓုသာ